ဟာလလုယာဘုရားခင်ကျေးဇူးတော်ချီးမွမ်းနေဒီနေ့နှုတ်ကွက်တော်နဲ့ခွန်အားယူဖို့ဘုရားခင်ပြင်ဆင်ပေးတဲ့အတွက်အထူးပဲဘုရားခင်ကျေးဇူးတော်ချီးမွမ်းပါတယ်အာမင်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာအရေးကြီးတဲ့အရာဟာဘုရားရဲ့နှုတ်ကပတ်တော်ဖြစ်တယ်သင်ယူရမယ့်အရာဘုရားနှုတ်ကပတ်တော်ဖြစ်တယ်ဆိုတော့နှုတ်ကပတ်တော်ကကျွန်တော်တို့ဘဝအနာဂတ်အတွက်အဖြေဖြစ်တယ်အာမင်ဒါကြောင့်နှုတ်ကပတ်တော်နဲ့ဘုရားခင်ကျွန်တော်တို့ကိုသင်ပေးဖို့ဖွင့်ပြဖို့ကျွန်တော်တို့အသက်တာကိုဆူတောင်းဆက်ကြရအောင်အဖဘုရားကိုတော့ကိုကျေးဇူးတင်တယ်အသက်တာတည်တည်ကိုအနံ့နဲ့ဝိညာဉ်တော်ဒီကျွန်တော်တို့ကိုမာစားပါအလင်းပေးပါ ကျွန်တော်ရဲ့တတ်တာမှာတိဆောက်စရာဖြစ်စေပါတကိုးကြည့်တော့လက်တော်ရဲ့ဆက်ကတဲ့အဖအရှင်ယေရှုနာမ၌ရိုသေစွာဆုတောင်းပြီးအနံပါတယ်ဖဖျာအာမင်အာမင်ဒီနေ့ကျွန်တော်ဘာအားပေးခြင်းလဲဆိုကျမ်းစာတွေကလူတချို့ဆုံးရှုံးတယ်ဘာကြောင့်သူတို့ဆုံးရှုံးတယ်လဲအဲ့ဒါလေးတွေကိုကျွန်တော်တို့လေ့လာမယ်အတိဘယ်ကကျွန်တော်ရဲ့အသက်တာထဲမှာမဆုံးရှုံးရလေအောင်သူတို့ဆီကနေသင်ခန်းစာယူမယ် သူတို့ဘာကြောင့်ဆုံရှုံလဲကျွန်တော်လည်းသူတို့လိုမျိုးအသက်ရှင်ကျွန်တော်လည်းဆုံရှုံလိမ့်မယ်ဒါကြောင့်မို့ကျွန်တော်ရဲ့အသက်တာမဆုံရှုံဖို့ကတော့သူတို့စီမှာသင်ခန်းစာယူရမယ်ချမ်းသာတွေကဆုံရှုံတဲ့လူတချို့နည်းနည်းလေ့လာမယ်ဓမ္မရာဆိုရင်ပထမဆုံးအခန်းကြီး18အပိုင်ငယ်42ကနေ44အဲ့ဒီအကြောင်းကိုလေ့လာရင်ဒါဝိဒ်ရှိတယ်ဂေါလိယက်ရှိဒါဝိဒ်ဆိုတာအသက်ငယ်တယ်အွယ်အားဖြင့်လည်းငယ်တယ်ဇဗင်အနီအောင်ဖြစ်တယ် ဂေါလိယဆိုတာဒါဝိဒ်တဲ့အားလဲပိုကြီးတယ်ကိုခန္ဓာအရအမောင်းလဲပိုမြင့်တယ်ဗလလဲပိုတောင့်တယ်စစ်မှုကိုကျွမ်းကျင်တော်သူဖြစ်တယ်ဂေါလိယကဒါမဲ့အဲ့ဒီဂေါလိယရဲ့ပြဿနာဘာလဲဒါဝိဒ်ကိုအရာထင်သေးတာအေးအဲ့ဒါပြဿနာပဲအဲ့ဒါပြဿနာပဲဒါဝိဒ်ကိုထင်သေးတယ်ကြည့် तू ဒါဝိဒ်နဲ့တွေ့တဲ့အခါမှာဂေါလိယဘလို့ပြောတယ်လဲတစ်ချက်ကြည့်ရအောင်ဓမ္မရာဆိုရင် ပထမဆုံးအခန်းကြီး16 အပိုက်ငယ်53 44ကျွန်တော်ဖတ်ပါမယ်ဖိလတိလူကသင်သည်တောင်မွေးနှင့်ငါထံသို့လာရမည်ကြောင့်ငါသည် ခွေးဖြစ်တော်မူမေးလျက်မိမိဖျားတို့ကို တိုင်တယ်၍ဒါဝိတ်ကိုကျိန်ဆဲလေ၏တဖန်ဖိလတိလူက လာခဲ့သင်အသားကိုမိုးကောင်းကင်ငှက်နှင့်တောသားရဲတို့အားငါပေးမည်ဟုဒါဝိတ်ကိုဆို၏ဂေါလိယကဒါဝိတ်ကို တွေ့တဲ့အခါပါလေကျိန်ဆဲတာ ကျိန်ဆဲတာပြီးတော့မှဘာပြောသလဲနေငါ့ကိုခွေးထင်သလားတဲ့အဲ့ဒီသေးသေးသောသောလေးနဲ့ငါရှိမှလာရအောင်နင်းဘလို့လူလဲတခါတည်းနင်းအသားကိုဗာလဲအကုန်ဖဲ့ပြီးတော့မှငှက်တွေတောသားရဲတွေကျွေးပြစ်မယ်ဘာထင်သလဲငါ့ဟာအဲ့ဒီဂေါလိယဒါဝိဒ်ကိုတွေ့တာနဲ့ဘာလုပ်လဲအရေးကြီးတဲ့ point ပြောမယ်အထင်သေးတယ်အရာထင်သေးတာသူရဲ့ကိုခန္ဓာနဲ့ရှင်ပြီးတော့ထင်သေးတယ် ကိုကိုကိုသွေးထင်ကြီးတာအဲ့ဒါပြဿနာအဲ့ဒါပြဿနာသူများကိုအထင်သေးတာအဲ့ဒါပဲဒီနေ့ယုံကြည်သူများကျွန်တော်ရဲ့အသက်တာမှာသတိထားမယ်ဘယ်သူကမှသွားထင်မသေးရအောင်အားလုံးသူ့အစွမ်းနဲ့သူရှိတယ်သူဟာနဲ့သူရှိတယ်နော်အထင်မသေးရဘူးသူများကိုအခုဂေါလိယဘာလဲအထင်သေးတယ်ဒါဝိတ်ကိုအရင်ထင်သေးတာသူမှဓာရှိတယ်ဟာတကသူ့စီမှာလှန်ရှိတယ်ဂေါလိယစီမှာ အာသူရဲ့ယင်ဘက်မှာလဲကာထားတဲ့ဟာတွေရှိတယ်။သူရအယအမောင်းကောင်းနေ။ဟာသူကအရင်ကစစ်မှုကိုလေ့ကျက်တော်သူဖြစ်တယ်။ဒီဒါဝဲသိုးချောင်းသားသေးသေးလေးငါရှိမှကာယကာယနဲ့ငါဘာထင်တယ်လဲ။ဟာကြည့်နော်ကြည့်နော်သူများကိုထင်သေးတာကိုကိုကိုထင်ကြည့်တာ။ချက်တော်ညီကိုမောင်တို့မှတိုက်ဆိုင်ရင်ခွင်လွန်းနော်။သူအထင်သေးသေးတဲ့လူဟာဖရဲသခင်လူဖြစ်နေတယ်။ တတိထားပါနောက်ဆုံးတော့အဲ့ဒီဒါဝိရဲ့လောက်လွဲလေးကဂေါလိယနှစ်ဖူးကိုမှန်ပြီးဂေါလိယငိုက်ဆိုင်ကြသွားတယ်နောက်ဆုံးဂေါလိယဒါကိုယူပြီးဂေါလိယကောင်းဘာလို့လဲဖြတ်ပလိုက်တယ်နော်အထင်သေးတယ်မဟုတ်လားနောက်ဆုံးသူရှုံးသွားတယ်ခေါင်းပြတ်သွားတယ်ဒါကြောင့်ဒီနေ့ online ကခွန်အားယူနေတဲ့မိဘညီအစ်ကိုမောင်နှမများဝိညာဉ်ရေးရမှာသူတစ်ပါးကိုထင်မသေးဘူးကျွန်တော်ပြောခြင်းနဲ့ကိုကိုကိုလည်းအရန်အထင်မကြီးဘူးပြောခြင်းနဲ့ နောက်တစ်ယောက်အကြောင်းကျွန်တော်ပြောမယ်။နေဟမိနေဟမိဆိုတာသူများနိုင်ငံမှာကျွန်ခံနေတော်သူပါ။ဖယားသခင်ကိုဆူတောင်းခြင်းနဲ့ဘဝကိုဖျက်သန်းနေတော်သူပါ။တရားကြတော့ဖယားသခင်ရလမ်းပြမှုကြောင့်ဂျေစုပြုမှုကြောင့်မျိုးရိုးစောက်ဖို့အကြောင်းပေါ်လာတယ်။ဘယင်ကခွင့်ပြုလို့မျိုးရိုးသွားစောက်။အဲမျိုးရိုးစောက်ခြင်းနဲ့ခကြီးတစ်ခုရောက်လာတဲ့အခါမှာသူ့နာကို စုစုပေါင်းလူ၃ယောက်ရောက်လာနေမိအခန်းကြီး၄အပိုက်ငယ်၁နဲ့၂ကျွန်တော်ဖတ်ပါမယ်ငါတို့ဒီမျိုးရိုးတီချောင်းကိုတပါလက်တီတရေကြားတော့ကအလွန်ဒေါသအမျက်ထွက်၏ယူရလူတို့ကိုပြက်ရယ်ပြုတ်လျက်အားမရှိသောယူရလူတို့သည်အဘယ်သို့ပြုတ်ကြမည်နိကိုကိုခိုင်ကန်းစေမီလောရစ်ပူစောမီလောတနေ့ချင်းတွင်လဆသတ်မီလော ကျွမ်းလောင်သောကြောက်တို့ကိုအမိုက်ပုံများတဲ့ကထောက်ရပြူပြင်းမီလောဟုမိမိအမျိုးသားချင်းရှမာရိတတ်သားရှိမှပြောဆို၏တဘာလက်လေအယံကဲ့ရတာနော်ဟာအယံထင်သေးတာနေမိတို့အဖွဲ့ကိုဟာဒီယူရလူမျိုးတွေကဘာလုံးမှလဲပြောစမ်းမြို့ရိုးတဲမှလားခိုင်ရော ခိုင်မှလားဘာလဲရစ်ပူစော်မလို့လားဖျားရှိခိုးမလို့လားအဘာလဲ သူတို့ဥစားကအမိုက်ပုံကျွမ်းလောင်နေတဲ့ကြောက်တင်နဲ့လှုပ်နေတာ။အိုးအမျိုးမျိုးကဲ့ရဲ့။သူတို့ရဲ့အစွမ်းစတွေကို သူတို့အမိပြုတ်ပြီးတော့လေ။တခါတဲ့ဖယားသခင်လူကိုကဲ့ရဲ့တာအထင်သေးတာ။မပြီးသေးဘူးအပိုင်ငယ်သုံးမှတောပြီးထွက်လာတယ်။သူရောဘလို့ကဲ့ရဲ့လဲကြည့်အောင်။သူ့အနားမှာရှိသောအာမုံအမျိုးသားတောပြီးကလည်းသူတို့တီသောကြောက်ရိုးကိုတောခွေထိခိုက်ရင်ပြိုလဲလိုက်မြူပြန်ပြော၏။ဟာ။ တောပြီးပြောတာကျန်းနေတော့တောခွေးတိုက်ရင်လဲသွားမယ်တဲ့သူများတဲ့ထားတဲ့မြို့ရိုးလေတောခွေးတိုက်ရင်လဲသွားမယ်ပြိုသွားမယ်တဲ့ကဲရတာနော်အထင်သေးတာဖယားသခင်ရဲ့လူနေဟမိခမညာစ조사ပြီးဖယားသခင်လမ်းပွင့်တဲ့လောက်လောက်ရတာအယားကဲရဝိညာဉ်ရေးရမှာကဲရခံရလို့စိတ်တမကြနဲ့အထင်သေးခံရလို့လည်းစိတ်မညစ်ကြနဲ့အခုကြည့်နေဟမိလည်းအထင်သေးခံရတယ် ကဲရခံရတယ်လောင်ပြောင်ခံရတယ်မပြီးသေးဘူးအခန်းကြီး6အပိုင်ငယ်တစ်ကနေ6ရောက်တဲ့အခါမှာအဲ့ဒီမှာဂေရှင်ကလည်းသူ့ကိုလာလှည့်စားတယ်ဂေရှင်ရောက်လာတယ်ဟေးနေမိမျိုးရိုးဘွားစင်ခဲ့ငါတို့စီဝဲလောက်မယ်အမျိုးမျိုးနေမိကိုလေမျိုးရိုးဘွားစင်ခဲ့ဆိုတာ၅ချိန်ပြောတယ်အပိုင်ငယ်၅မှာပါတယ်၅ချိန်တိုင်းတိုင်းအမျိုးမျိုးလှည့်စားတယ်လာစင်းခဲ့ပါအစည်းဝဲလုပ်မယ်ငါတို့ဆွေးနွေးရအောင် အမျိုးမျိုးလဲ့စားတယ်ဘလောက်ပဲလဲ့စားပါစီနေမိမစင်းလောက်နေမိကိုချိန်လဲချင်းချောက်တယ်နေကိုဖမ်းမယ်နေကိုစီးမယ်ဘရင်ကို တိုင်ပြောမယ်အမျိုးမျိုးသူတို့လဲ့စားတယ်အမျိုးမျိုးချင်းချောက်တယ်အေးဝိညာဉ်ရေးရမှာချင်းချောက်ခံရတဲ့အခါရှိတယ်အထင်သေးခံရတဲ့အခါရှိတယ်လှဲ့ပြားခံရတဲ့အခါရှိတယ်ဟလာစော်ကားခံရတဲ့အခါရှိတယ် ကြည်ပါတဘာလက်တို့တော်ဗီတို့ဂေရှင်တို့လှဲ့ပြားတယ်စော်ကားတယ်ထင်သေးတယ်ဖယားသခင်လူနေဟမိကို နောက်ဆုံးတော့ဘာဖြစ်သွားလဲနေဟမိစောက်တဲ့မြို့ရို့ပြီးသွားပါတယ်ဗျာပြီးတာမှ အခန်းကြီး6အငယ်15:16မှာပါပါတယ်မြို့ရို့ကြီးပြီးသွားတာရက်တိုတိုနဲ့လှလပပပြီးသွားတာအဲ့ဒီမယုံကြည်သူတွေအားလုံးအံ့ဩတယ်နောက်ဆုံး ကဲ့ရဲ့တဲ့အဆက်ခွဲတဲ့တဘာလက်တို့တောပြီးတော့ဂေရှင်တို့ဘာဖြစ်သွားလဲအဆက်ခွဲသွားတာပေါ့သူတို့ပဲအဆက်ခွဲသွားတယ်ချက်သောညီကိုမောင်တို့မှသူများကိုထင်မသေးနဲ့တော့အဆက်ခွဲသွားမယ်ဆက်ခွဲသွားမယ်ဂေါလိယက်ဒါဝိဒ်ကိုထင်သေးတယ်ခေါင်းပြတ်သွားတယ်တဘာလက်တို့တောပြီးတော့ဂေရှင်တို့နေဟမိကိုထင်သေးတယ်အဆက်ခွဲသွားတယ်မှတ်သားပါဝိညာဉ်ရေးရမှာဘာမလုပ်ရဘူးလေအထင်မသေးရဘူးသူများကို ကိုဘုရားသခင်မားစားတဲ့ကျေးဇူးတော်ချီးမွမ်းပါသူများကိုတင်ထင်မသေးနဲ့ဒီနေ့ဝိညာဉ်ရေးရရဲ့ပြဿနာပါလေသူများကိုထင်သေးခြင်းပဲဒါကြောင့်မလို့မထင်မဲ့ပဲတချို့လူတွေဟာအရှက်ကွဲကြတယ်။ဘာကြောင့်တို့အရှက်ကွဲရလဲ?သူများကိုထင်သေးတာ哦။တချို့လူတွေကလုပ်ငန်းပိုင်းဆိုင်ရာမှာဆုံးရှုံးနေ။ဘာကြောင့်လဲ?သူများကိုထင်သေးတာ哦။အဲ့တော့ဘုရားခင်တို့ကိုသွန်သင်တာပေါ့။ဒါကြောင့်ဒီနေ့ online ကခွန်အားယူနေတဲ့ညီကိုမောင်နှမများဒီနေ့အပေးခြင်းနဲ့ဂေါလိယကိုကြည်ပါ၊သင်ငန်းစာယူပါ။ဘာကြောင့်ခေါင်းပြက်သွားလဲ?သူများကိုထင်သေးတာ။ တဘာလက်တော်ပြီးဂေရှင်ကိုကြည်ပါဘာကြောင့်ရှက်ကွဲလဲသူများကိုထင်သေးတာဒါကြောင့်မလို့ဒီနေ့အရောက်တိုင်းရဲ့တက်တာထဲမှာကိုဘုရားခင်မဆားတဲ့ကျေးဇူးတော်ချီးမွမ်းပါဘသူကိုမှအထင်မသေးဘူးဒီနေရာကနေသတိပေးခြင်းဒါကြောင့်အသက်တာထဲမှာဖယားသခင်လူတွေကိုထင်သေးမိတယ်အရှက်ခွဲမိတယ်ကဲ့ရဲ့မိတယ်ဆိုတင်နောင်တရပါဘယ်သူကိုမှအထင်မသေးဘူးပြောခြင်းဖယားသခင်လူရဲ့ဘာရဲ့မဟုတ်ဘသူကိုမှအထင်မသေးနဲ့နော်အထင်မသေးနဲ့မကဲ့ရဲ့နဲ့ဟုတ်လားမလှဲ့စားနဲ့ ဒါကြောင့်ဒီနေ့ယုံကြည်သူများရဲ့အသက်တာထဲမှာသူများကို အထင်သေးခြင်းဟာကိုယ်ကိုယ်ကိုဆုံးရှုံးမှုကိုခေါ်ဖိတ်ခြင်းနဲ့အတူတူပဲဖြစ်တယ်ဆိုတာလေးကိုဝေငှခြင်းနဲ့အထင်သေးမိတော်သူများရှိရင်အသက်တာထဲမှာပြန်ပြီးဖရာကိုတောင်းပန်ပါတချို့မိဘကိုထင်သေးတယ်လှုပ်ဖို့ဆောင်ဘက်တွေကိုထင်သေးတယ်အသင်းတော်ထဲမှာတယောက်နဲ့တယောက်ထင်သေးကြအမှုတော်မြတ်ထဲမှာအသင်းတော်တစ်ပါးနဲ့တစ်ပါးထင်သေးကြတယ် စီဝိုင်းလုပ်ငန်းထဲမှာတယောက်တယောက်ထင်သေးကြတယ်တချို့နှိမ့်နေတချို့ကဲရဲတယ်အာတချို့လှဲစားမှုတွေပါလာတယ်အကယ်၍အဲ့လိုလူဟာသင်ဖြစ်နေတယ်ဆိုရင်အသက်တာကိုပြန်လဲဆက်ကပ်ပါနောင်တနဲ့ဘုရားခင်စီမှာပြန်လဲတိုးဝင်ပါကိုယ့်ပြစ်ကိုကိုတောက်မှန်ပါဒီအရာလေးနဲ့ကျွန်တော်အားပေးခြင်းနဲ့ဝေငှခြင်းနဲ့အသက်တာများကိုဆက်ကပ်ရအောင်တတ်ရှင်သောဝိညာဉ်တော်ဘုရားကိုတော့ကိုချီးမွမ်းပါတယ်အသက်တာတည်တည်ကိုအံ့နံ့ပါတယ်အိုးအဖာကိုတော့ကောင်းမြတ်ပါတယ်ကြီးမြတ်ပါတယ် ဘုန်းကြီးတဲ့ဘုရားဖြစ်ပါတယ်။ဘုရားရှင်ကျွန်တော်မအစာအရောက်တိုင်းရဲ့အသက်တာကိုလက်တော်တဲ့အနှံပါတယ်။သူတစ်ပါးကိုထင်သေးတဲ့အသက်တာ၊သူတစ်ပါးကိုကဲ့ရဲ့တဲ့အသက်တာ။အိုးလှည့်စားမှုတွေပါလာတဲ့အသက်တာကျွန်တော်ရဲ့အသက်တာထဲမှာမကင်းပါဘူး။ဘုရားရှင်ဒီအပြစ်တွေအားလုံးတွေဝန်ချတောင်းပန်ပါတယ်။ဘုရားရှင်ကျွန်တော်ရဲ့အပြစ်ကိုယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့ဖြေလွတ်ပြီးကျေးဇူးတော်ယေပလင်ကို အစီတမ်းရှိ ဝင်ခွင့်ပေးပြီးဖြေလို့ကိုတော့ကိုယေရှုတင်ပါတယ်။အယောက်တိုင်းရဲ့ကျိုးပဲ့တဲ့နှလုံးသားနဲ့ ကိုရောစီမလာပြီးတော့မှသူတစ်ပါးကိုအထင်သေးမိတဲ့အရာတွေအတွက်တောင်းပန်တဲ့အရာကိုကိုရောလက်ခံလျက်ပြန်လဲကျေးဇူးပြုပြီးဖြစ်တော့ကြောင့်ချီးမွမ်းပါတယ်ဒီနေ့ကနေစပြီးတော့ဘလို့လူမျိုးကိုမှအထင်မသေးမိဖို့အတီးတီးရဲ့အတ္တကိုအနံပါတယ်ဒီနေ့နှိုးဆိုတဲ့နှုတ်ကပတ်တော်နဲ့ကိုရောကိုကျေးဇူးတင်တယ်အရောက်တိုင်းရဲ့အတ္တကိုကိုရောရှင်ဘုရားကျေးဇူးပြုတော်မူပါအရှင်ယေရှုနာမ၌ယိုသေးစွာဆုတောင်း၍အံ့နံပါれဖဖျာအာမင်အာမင် သင်ပေကလူကိုနှုတ်ဆက်လိုက်သူတပားကိုထင်မသေးနဲ့အာမင် God bless you